မင်္ဂလာပါခင်ဗျာမိုးကောင်း YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။နားဆင်အားပေးကြတဲ့ပရိသတ်များခင်ဗျာဒီကနေ့ခင်မှာခင်နဲ့အညီပြောင်းလဲတိုးတက်လာတာနဲ့အမျှစာပေဘဝတုတ္တဟာသိက္ခာအရေးကြီးတယ်ဆိုတာသိတာသင်ရှားလာပါတယ်။ဒါကြောင့်မို့ပရိသတ်တွေအားလုံးစာဖတ်ပါစာဖတ်ရတဲ့အကြောင်းရင်းစာဖတ်ပြီးရရှိနိုင်တဲ့အကျိုးကျေးဇူးများကို ကျွန်တော်အနေနဲ့အတားပိုင်းလေးတစ်ခုတင်ဆက်ပေးကြပါမယ်။စာဖတ်ဖို့အချိန်မအားလက်တဲ့ပိတ်သက်များအတွက်အတားပိုင်းလေးရတယ်နားထောင်ရင်စာပေဘူးတရရနိုင်ကြပါစေခင်ဗျာ။စာဖတ်ပါနံပါတ်1စာဖတ်များတဲ့လူတစ်ယောက်ရဲ့ရုပ်တွင်ဟာတင်းငြိမ်ရင့်ကျက်လာတတ်ပြီးဘယ်လောက်ပဲအံ့ဩစရာတွေနဲ့တွေ့တွေ့မအံ့ဩတတ်ကြတော့ဘူး။နံပါတ်2အရာရာကိုကြော်ဖြတ်လို့တဲ့စိတ်တွေကြီးထွားလာပြီး တကယ်ပဲကြော်ဖြတ်ဖို့အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။နံပါတ်3အုံနှောက်ရဲ့စွမ်းရည်မြင့်တက်လာပြီးကောင်းမွန်လာတဲ့အတွေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။နံပါတ်4ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီးချက်ချင်းဆုံးဖြတ်တဲ့အရာကိုချက်ချင်းဆုံးဖြတ်နိုင်လာတော့တယ်။နံပါတ်5စဖတ်ခြင်းကြောင့်လူတွေဟာမကောင်းမှုကိုရှောင်ရှားလိုတဲ့စိတ်တွေများလာပြီးစာနာစိတ်တွေတိုးပွားလာနိုင်ပါတယ်။ နံပါတ်6စာဖတ်သူတိုင်းမအောင်မြင်နိုင်ပေမဲ့ဘယ်တော့မှ မရှုံးနိုင်ပါဘူးနံပါတ်9စာဖတ်သူတွေဟာဘဝရဲ့အကြောင်းတွေ အခက်ခဲတွေစိတ်ကူးစိတ်တန်းတွေကိုတခြားသူတွေထက်ပိုသိလာနိုင်ပါတယ်နံပါတ်10ဖတ်ထားတဲ့စာတွေဟာမေ့သွားတတ်ပေမဲ့အရေးကြုံလာတဲ့အခါပြန်ပြီးအမှတ်ရစေပါတယ်ဥပမာ ကျမ်းမာရေးစာပေဖတ်ထားသူတယောက်ဟာ အရေးပေါ်ကျန်းမာရေးအခြေအနေဖြစ်လာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတာသိလာနိုင်ပါတယ်။နံပါတ်9စကားပြောကောင်းလာလိမ့်မယ်။စကားဆိုတာပြောတင်းတဲ့အချိန်မပြောတင်းတဲ့အချိန်ရလို့ရှိပါတယ်။လူတွေကကိုယ့်ကိုယ်ကိုအထင်ကြီးလိုတာကြောင့်နေရာတကာမှာဝင်ပြီး ပြောနေမယ်။ဘယ်သူမှမပေးပဲဆရာဝင် လုပ်နေမယ်။ပါလီယာငပိချက်လုပ်နေမယ်ဆိုရင် လူတွေကတင့်ကို လေကြီးလို့ဝိုင်းပြီးခေါ်သမုတ်ကြပါလိမ့်မယ်။စကားကိုချင်းချင်းပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။စာအုပ်တွေဖတ်ပါများလာရင်တင့်ရဲ့ပြောဆိုမှုပုံစံဟာအထင်ကြီးစရာကောင်းနေပါလိမ့်မယ်။တင့်ပသက်ကထွက်လာတဲ့စကားလုံးတိုင်းဟာတခြားလူတွေရဲ့ဘဝကိုပျော်ရွှင်ခြင်းနဲ့စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။နံပါတ်30ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်တက်လာပြီး အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ဒါပေမဲ့စာအုပ်တအုပ်လောက်ပဲဖတ်ပြီးကိုယ့်ကိုယ်ကိုစာဖတ်တဲ့သူလို့ဂုံယူနေမယ်ဆိုရင်တော့ရင်းကျက်တည်ငြိမ်တဲ့လူတယောက်အဖြစ်နိုင်သေးပါဘူး။လက်လန်းမိသမျှစာပေတွေကိုဖတ်ပါများလာမှသင်ဟာရဲရင်တည်ကြည်တဲ့လူတယောက်ဖြစ်လာမှာပါ။ဒါကြောင့်များများဖတ်ပါဖတ်နိုင်သလောက်ဖတ်ပါ စာဖတ်ခြင်းကသင်ကိုယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံတွေပေးပါလိမ့်မယ်။အံ့ဩစရာကောင်းပြီးလူတွေလေးစားရတဲ့လူတယောက်အဖြစ်သို့ပြောင်းလဲလာစေပါလိမ့်မယ်။ဒါဆိုရင်ဘယ်လိုစာပေမျိုးတွေဖတ်တယ်လဲ။ပညာရပ်စာပေများအင်္ဂလိပ်စာကိုလေ့လာခြင်းတို့အတွက်အင်္ဂလိပ်နဲ့ပတ်သက်တဲ့စာအုပ်တွေများရှိပါတယ်။ဟင်းချန်ဒီအလှပြင်ဒီစီးပွားရေးလူမှုဆက်ဆံရေးကောင်းဆောင်မှုပညာရပ်ဆိုင်ရာစာပေတွေဖတ်မှာကောင်းအောင် တပုံတပင်ကြီး ရှိပါတယ်။စာရေးကျင်သူတိုင်းအတွက်စာရေးနည်းနဲ့ပတ်သက်တဲ့စာပေတွေမကုံခန်းပါပဲ။စိတ်အားတက်ကြွစေမဲ့စာပေတဲ့ရဲ့စိတ်ကိုဒိုင်းကနေမြင့်တက်စေတဲ့တက်ကြမ်းခေါ်စာပေတွေဟာ မမြင်ခင်အဆုံးပေါ်များလာပါတယ်။တက်ကြမ်းတွေကိုဖတ်ပါများလာရင်သင်ရဲ့စိတ်ဟာ ရဲရဲတောက်လာပါလိမ့်မယ်။နံပါတ်၄ရတစာပေရတစာပေဟာ အမတန်ရိုင်းဆိုင်လာတဲ့လူတယောက်ကိုချက်ချင်းနှုတ်ညံ့စေပါတယ်။ရတစာပေရဲ့သဘောဟာတက်ကြမ်းတွေကိုတူတူတုတ်တုတ်နဲ့မဟုတ်ပဲဇလန်းဇက်အိမ်တွေဖွဲ့ကလိုရာရွေချက်ကိုပေါ်ပြတဲ့စာပေမျိုးပါ။ဇက်ဆောင်တွေရဲ့ကောင်းမွန်တဲ့အကျင့်စရိုက် မကောင်းတဲ့အကျင့်စရိုက်တွေကိုရှင်တွဲပြကလူတွေကိုစုံမတဲ့စာပေအမျိုးစားပါနံပါတ်5ဟာတစာပေပျော်ရွှင်မှုတွေကိုပေးတတ်ပြီးတင့်ကိုဟာတညာရွှင်အောင်ပြုလုပ်ပေးတတ်ပါတယ်နံပါတ်6ဘာသာရေးစာပေစိတ်ရဲ့နှလုံးသားကိုငြိမ်းချမ်းစေတဲ့စာပေပါလိုချင်တတ်မှတ်မှုစတဲ့တဏှာရာကမိတွေကိုချုပ်ငြိမ်းစေပါတယ်စာဖတ်ခြင်းဖြင့် ဘဝကိုအလှဆင်နိုင်ကြပါစေခင်ဗျာမိုးရင်းစာရေးသူစာရေးဆရာကြီးများလေးစားစွာဖြင့်ကျွန်တော်ရဲ့ချက်တော်ပေးသံများကိုမျှဝေတင်ဆက်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြဖို့လဲတောင်းဆိုရစီခင်ဗျာ